စာအုပ်လေးတအုပ်ရှိပါတယ်အဲ့စာအုပ်ကလေးကမောင်စုရှင်ရေးတဲ့စာအုပ်ပါပါလေးပါဖတ်ကြည့်စေချင်ပါတယ်ကျမအသက်ကြီးတဲ့အခါမှာအဲ့စာအုပ်ကိုကျမဝယ်ထားပါတယ်ကျမတို့မှာစိတ်တက်ကြစရာအချိန်တွေငငယ်တုန်းကရှိသလိုအခုချိန်မှာလည်းရှိတာပဲအနောက်အရှက်အဖြက်စီးဆိုတာရှိတာပဲနေ့စဉ်မဟုတ်တောင်မှလစဉ်မဟုတ်တောင်မှ မကြာခဏတွေ့တာပဲတစ်ခါတစ်ခါမှငိုရလောက်တဲ့အထိဝမ်းနဲ့ကြေကွဲစရာတွေဆုံးရှုံးမှုတွေမအောင်မြင်မှုတွေ ဆုံးရှုံးနေဆိုတာတယောက်ယောက်ကိုဆုံးရှုံးရတာမျိုးအမေကိုဆုံးရှုံးလိုက်ရတာမျိုးအဖေကိုဆုံးရှုံးလိုက်ရတာမျိုးဒါအပြင်ကိုလုတ်တဲ့အလုတ်တဲတဲရေသွန်တကဲ့သို့ဝုံငနေဖြစ်သွားတာမျိုးအဲ့ဒါမျိုးတွေလည်းအများကြီးရှိတယ်အဲ့လိုရှိတဲ့အတွေ့ကျမတို့ကထက်ခါထက်ခါကိုကိုကိုခွန်အားတက်အောင်လုပ်ရပါတယ်ကျမကိုခွန်အားပေးတာစာပေးပါအဲ့ကြောင့်အဲ့စာအုပ်အထူးသဖြင့်အဲ့ဒီစာအုပ်ကိုကျမဘေးနားမှာအမြဲထားပါတယ်အဲ့ဒါလေးကိုကျမမျှဝေပေးခဲ့ခြင်းပါတယ်အဲ့စာအုပ်ကလေးရဲ့နာမည်က ပင်လဲပြားနဲ့တငါအိုးပဲနော်ပင်လဲပြားနဲ့တငါအိုးအင်္ဂလိပ်လိုကြတော့ the old man and the sea old man ဆိုတာလူအိုးပေါ့နော်လူအိုးနဲ့ the sea ဆိုတာပင်လဲနော်လူအိုးနဲ့ပင်လဲပေါ့နော်အဲ့ဒါကိုဆရာမောင်စုရှင်ကဘာသာပြန်လိုက်တဲ့ခါကျတော့ပင်လဲပြားနဲ့တငါအိုးတဲ့အဲ့ဒီစာအုပ်ကလေးကပါပါလေးရဲ့အဲ့ဒီစာအုပ်ဒီကျမအတွက်အခုချိန်မှာစိတ်သက်ကြနေတဲ့သူကိုစိတ်သက်တင်ပေးတဲ့စာအုပ် တင်ပေးတာဘလို့လဲဆိုတော့တချို့စာအုပ်တွေရှိတယ်ကိုကိုကို self esteem မြင့်အောင်လို့နော်ငါလုပ်ရင်ဖြစ်ရမယ်ဆိုတာမျိုးအဲ့လိုမျိုးစာအုပ်တွေလည်းရှိတယ်ဒီစာအုပ်ကအဲ့ဒါမျိုးမဟုတ်ဘူးလောကဓာတ်ကိုနားလည်အောင်လို့တင်ပေးတဲ့စာအုပ်ဇက်လိုက်ကဒီထဲထဲမှာဇက်လိုက်က3ယောက်ပါတယ်3ယောက်တယောက်ကအဖိုးအိုတော်တော်အိုနေပြီအဖိုးအိုနော် သူကတသက်လုံးမှာတငါပဲလှုပ်လာခဲ့တာငါဖန်ရင်ကနေအသက်မွေးလာတဲ့ဟိုးနေရာဒေသကဘယ်နေရာလဲဆိုတော့ကျူးပါနိုင်ငံတိလားကျူးပါနိုင်ငံပတ်ဝန်းကျင်မှာရှိနေတဲ့ပင်လယ်ကမ်းဆက်ကတငါရွာလေးနော်အဲ့ဒီရွာလေးမှာအဖိုးအိုသူသည်ငငယ်ရုံးကလေးအခုချိန်ကြည့်အောင်တငါလုပ်ငန်းနဲ့ပဲအသက်မွေးလာခဲ့တာအဲ့တော့အဲ့ဒီတငါလုပ်ငန်းမှာ သူသည်အရင်တော့ကတော့အောင်မြင်တယ်အဲ့ဒီရက်အဲ့ဒီပိုင်းအဲ့ဒီဝိတ္ထုရေးတဲ့အချိန်တုန်းကအဲ့ဒီဝိတ္ထုရဲ့ဇက်တီတဲ့အချိန်တုန်းက ငါဖမ်းမမိလို့စိတ်တက်ကြနေတဲ့အချိန်ဘယ်လောက်ကြည့်ငါဖမ်းမမိဘူးလဲကျမတို့တငါတွေကငါ့ကိုဒီနေ့သွားဖမ်းတယ်။အော်ပင်လယ်သီးသာရောက်သွားရောငါတကောင်းမှမမိဘဲနဲ့ပြန်လာခဲ့ရတဲ့ရက်တွေရှိတာပဲ။အဲ့ဒီလိုပဲနောက်တစ်ရက်ထပ်သွားတယ်။မိများမိမလား။ပြန်လာတယ်။လုံးဝမမိဘူး။အဲ့ဒီရက်ပေါင်းဘယ်လောက်ထိကြာသလဲဆိုတော့အဲ့ဒီအဖိုးကြီး မမိတာငါမမိပဲနဲ့ဘာမှမပါပဲနဲ့အလွတ်ကြီးပဲပြန်လာခဲ့တာ80နဲ့4ရက်တဲ့နော်84ရက်လုံးလုံးငါတကောင်းမှမမိဘူးဆိုတော့ तू ဘလို့နေထိုင်စားတော့မလဲစဉ်းစားတာကြည့်ပြီးတော့အဲ့ဇက်ကောင်အဖိုးကြီးတယောက်ရယ်နောက်ထပ်သူ့ကိုကူနေတဲ့အသက်10နှစ်ကျော်ကျော်အရွယ်ပေါ့နော်10နှစ်နဲ့14နှစ်ဒါတို့အရွယ်လေးပေါ့နော်အရွယ်ကောင်းလေးပေါ့လူငယ်ကလေးတယောက်နော်အဲ့လူငယ်လေးတယောက်ရယ်ဇက်လိုက်ကအခု2ယောက်ဖြစ်သွားပြီနောက်ဇက်လိုက်တယောက်ကတော့ငါးကြီး ငါအကြီးကြီးပေါ့နော်အဲ့3ယောက်ပဲပါတယ်အဲ့3ယောက်ပဲပါတဲ့အတွက်အဲ့ဒီဝတ္ထုလေးငါဖမ်းတဲ့ဝတ္ထုဆိုတာပင်လည်းပင်စွန်စားကန်းပေါ့စိတ်ဝင်စားကြကောင်းပါတယ်ဒါပေမဲ့ဖမ်းတဲ့သူဟာစက်ကရိယာတွေလည်းမပါဘူး तू ကလူအိုကြီးတယောက်ခါကန်ကန်အယိုးပြိုင်ပြိုင်ပိန်ပိန်လှီလှီသူ့ရဲ့လက်မှာပင်လေဆိုတော့လေတအားတိုက်တယ်နေရာလဲတအားပူတယ်လေစားငံရေတွေကလဲသူ့စီကိုဒီ လက်ကိုတကိုယ်လုံးကိုလာပြီးတော့ပက်တဲ့အခါကျဒီလက်ဒီတပြင်လုံးဟာအကွက်အကွက်နဲ့အရေပြားကင်စာခဲ့သူအကွက်အကွက်တွေရှိနေပြီးတော့ရားနာတွေနာတဲ့အနာတွေကလည်းအများကြီးပဲသပင်ကလည်းဖြူနေပြီသွားကလည်းကြိုးခါကန်ကန်လောကကြီးရဲ့နောက်ဆုံးအချိန်ရောက်နေတဲ့အဖိုးကြီးတယောက်သူ့မှာရှိနေတဲ့ဇနီးတွေဟာကွယ်လွန်သွားခဲ့တာကြာပြီး အရင်တော့ကဆိုရင်သူ့ရဲ့ဇနီးတွေရဲ့ဓာတ်ပုံကိုသူ့အိမ်ရဲ့ထရန်လေးမှာသူချိတ်ထားတယ်ဒါပေမဲ့အဲ့ဒါလေးကြည့်ပြီးတော့အထီးကျန်တာပို့ပို့ပြီးခန်းစားရလွန်းလို့အရင်ကတော့ဒီဓာတ်ပုံလေးကြည့်ပြီးသူအလွမ်းဖြေတာပေါ့ကွယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကြည်ရင်ကြည်ရင်ကနေကိုယ့်ရဲ့ဘဝဟာဆိုးလိုက်တာဆိုတော့လွမ်းလိုက်တာဆိုတော့စိတ်ကပို့ပို့ပြီးခန်းစားရတော့အဲ့ဓာတ်ပုံကိုဖြုတ်ပြီးတော့သူခေါင်းအုံးအောက်မှာတင်းထားခဲ့တာကြာပြီတဲ့ဒါသူ့ဖိုးကြီးရဲ့သူ့ရဲ့ဘဝသူကပင်လယ်ပြင်ကိုငါးတော့တော့ဖမ်းတယ်ဒါပေမဲ့ ရက်40လောက်အထိတော့ဒီကလေးလေးသားတို့အရွယ်ပေါ့နော်သူ12နှစ်10နှစ်လောက်အဲ့ရွယ်ကလေးလေးကတော့လိုက်ပါလာတယ်အဖိုးကြီးကိုလည်းတိတ်ချစ်တယ်အဖိုးရက်တို့ငါးဖန်းကြီးတွေပါသင်ပေးတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ရက်40တိတိပင်လည်းပင်ထွက်သွားလိုက်ပြန်လာလိုက်ထွက်သွားလိုက်ပြန်လာလိုက်ငါကလည်းတကောင်းမှမရတော့ဒီဖိုးကြီးဒီအင်မတန်လက်မကောင်းသောလက်တိတ်သောအဖိုးကြီးပေါ့နော်ကံမကောင်းသောအဖိုးကြီးလို့အားလုံးကယူဆပြီးတော့ဒီကလေးလေးရဲ့ဖခင်ကမင်းဒီဖိုးကြီးနဲ့မလိုက်နဲ့တော့ မင်းတခြားလှေနဲ့လိုက်တော့အဲ့ဒီလှေကတော့မင်းအတွက်ကံကောင်းလိမ့်မယ်ဆိုပြီးတော့တခြားလှေကိုအတင်းဆွဲပြီးတော့တခြားလှေကိုပို့လိုက်တာရက်60မြောက်မှာအဲ့တော့ကလေးကတခြားလှေကိုလိုက်သွားတယ်တကယ်လဲအဲ့သူလိုက်သွားတဲ့3လေးရက်မြောက်အတွင်းမှာပဲအဲ့ဒီလှေကငါဖမ်းမိတယ်ငါဖမ်းမိတော့ငါရောင်းတယ်ကလေးကိုလည်းဟိုမုံဘိုးပညာများများပေးလို့ရတာပေါ့အဲ့တော့အဖိုးကြီးက60ရက်မြောက်ကြည့်အောင်ဒီကလေးနဲ့နေခဲ့ပြီမယ်နောက်ပိုင်းကျတော့ဒီကလေးကလည်း သူ့ကိုစွန့်ခွာသွားတယ်သူစွန့်ခွာခြင်းလို့တော့မဟုတ်ဘူးအဖေဆိုတော့ကျွန်တော်တဲ့အဖိုးရဲ့အဘရဲ့အဘနဲ့အတူတူနေကျင်တာပေါ့ဒါပေမဲ့လည်းအဖေဆိုတော့တိရမလားတဲ့ကျွန်တော်ကကလေးလေးတဲ့အဖေစကားနားထောင်ရတာပေါ့ဟုတ်ပါတယ်တဲ့မင်းလည်းရတဲ့နေရာသွားပေါ့တဲ့အဲ့ဒီကလေတွေလည်းငားတွေအများကြီးရပါစေလို့ငါဆုတောင်းပေးပါတယ်ငါလည်းငါငါတယောက်တည်းဖြစ်ပါတယ်သူ့မှာအကူမရှိတော့ဘူး52ရက်မြောက်ကစပြီးသူ့ဟာသူပဲသွားတော့တယ်သူ့လှေလေးကခက်သေးသေးလေးပဲเนาะအဲ့ဒီလေးမှာဘာပါလဲဆိုတော့မိန်း မိန်ဆိုတာငါဖမ်းတဲ့မိန်ပေါ့နော်အဲ့မိန်ပါတယ်ပြီးတော့အဲ့မိန်နဲ့ဆက်ထားတဲ့ကျိုးအဲ့ကျိုးကတော့အဝေးကြီးအောင်ငါ့ကိုတကယ်လို့ငါကမိန်နဲ့စိုက်မိပြီးတော့ထွက်ပြေးသွားရင်ပြန်ဆွဲယူဖို့ကျိုးကြီးတချို့အဲ့ဒါပါတယ်နောက်သူလေနဲ့သွားတဲ့အချိန်မှာနည်းနည်းဆာရင်စားဖို့ပေါ့ဘစ်ကစ်မုတ်လေးလိုလိုပါလိုလိုပေါ့ရေအချီလေးလိုလိုအဲ့ဒါမျိုးလေးတွေနဲ့ပဲသွားတယ်သွားပြီးတော့ညမိုးချုပ်လို့ပြန်လာတယ်စိတ်တက်ကြပြီးတော့ပြန်လာခဲ့တယ်သူ့မှာငါတကောင်းမှမပါဘူး အဲ့ဒါဘယ်လောက်ကြာသွားပြီလဲ84ရက်ကြာသွားပြီတဲ့အဲ့ဒီ84ရက်ကြာသွားတဲ့ရက်မှာနောက်တရက်ကူးကန်ဒီအချိန်မှာကလေးကမြေစဉ်ခဏခဏလာတယ်နော်မနေ့မိုးလင်းလို့ तू သွားကန်နေ तू လဲသူ့လေသွားရမယ်အဖိုးလဲအဖိုးလေသွားရမယ်ဒါမဲ့ तू လုတ်ဆရာရှိတာလေးစာတင်းငားလေးတွေငားစွာငားစာငမားချိတ်မှာချိတ်ထားတဲ့ငားစာအဲ့ငားလေးတွေကိုလိုက်ပြီးတော့ကျတော့ तू อ่ะ ဝယ်စရာရှိရင်လည်းဝယ်တယ်ဒါမှမဟုတ်သူကိုယ်တိုင်ညားတယ်ပေါ့ပြီးရင်အဖိုးဒါကျွန်တော်အတွက်ဒါအဖိုးအတွက်လာလာပြီးတော့ပေးတယ်အဖိုးကသူချစ်တာကိုအဖိုးကြီးကိုအခြားကူညီမဲ့သူရှိမှမရှိတာအဲ့တော့အဲ့ဒီနေရာအဲ့လိုလာတော့အဖိုးမနေရရောငားရလားမရဘူးဒါမဲ့အဖိုးဒီနေ့တွားအောင်ပါပဲဒီနေ့85ရက်မြောက်တောင်ရှိပြီ84ရက်မြစ်နေ့အထိမရတော့လဲ85ရက်မှာရကြင်ရမှာပဲအဲ့တော့ငါပင်လေပင်ကနေဒီတစ်ခေါက်တော့ဟိုးဝေးဝေးထိထွက်မယ်ကွာ ဝေးဝေးထိထွက်မယ်ဆိုအဲ့ဒါဆိုရင်ねကျွန်တော်ရဲ့လှေပိုင်ရှင်တွေကိုလည်းကျွန်တော်ဝေးဝေးလိုက်ထွက်ဖို့ပြောမယ်တဲ့ဒါမှအဖိုးငားရလို့ရှိရင်ကျွန်တော်တို့ဝိုင်းကူလို့ရမှာပေါ့တဲ့လူငယ်လေးကအဲ့ဒီလိုねအဖိုးကြီးကငားဖမ်းထွက်သွားတယ်85ရက်မြောက်တခြားလုံးဒီဝိတုနဲ့သူကျမတို့ဖတ်နေတဲ့တခြားလုံးမှာလှေပေါ်မှာအဖိုးကြီးတယောက်ပဲရှိတယ်အဲ့တော့ဝိတုဆိုဒီမှာစကားအပြန်အလှန်ပြောတဲ့ဝိတုဆိုရင်ကျမတို့ပိုစိတ်ဝင်စားတယ် အခုဒီထဲထဲမှာလှေပေါ်မှာအဖိုးကြီးတယောက်ပဲရှိတယ်။လှေရဲ့အဖိုးကြီးရဲ့နောက်ပင်လယ်ပြင်ကြီးရဲ့ဒါပေမဲ့အဖိုးကြီးကသူ့တယောက်ထဲပဲမြဲစကားပြောတယ်။ဘသူ့ကိုပြောလဲ။ဘေးနားမှာရှိနေတဲ့ရေပြင်ကိုပြောတယ်။တိမ်နေကိုပြောတယ်။သူ့လှေကိုပြောတယ်။တက်မကိုပြောတယ်။မိန်းကိုပြောတယ်။ဟာဒီနေ့ကတော့ဟာကောင်းငင်ကြီးကမှုန်းလာလိုက်တာ။မုံတိုင်းတော့ကြတော့မှာပဲဟေးဆိုတာမျိုးသူ့တယောက်ထဲပြောတယ်။အဲကျမတို့တစ်ခါတစ်ခါစဉ်းစားကြည့်။လူတွေကကိုယ့်တယောက်ထဲနေရတဲ့အချိန်မျိုးမှာ ယောက်တည်းဆိုပြီးတော့အားငယ်မဲ့အခြေမျိုးမှာတယောက်တည်းစကားပြောကြည့်ရတယ်။အဲဒါပေမဲ့လည်းစကားပြောတဲ့နေရာမှာတန်ကြဲကြဲကြီးတော့မပြောနဲ့ပေါ့နော်။အတန်ကြဲကြဲကြီးပြောလို့ရှင်အင်ကအဖေတွေမိတွေဟာငါသမီးလေးငါသားလေးဘာဖြစ်သွားပြီလဲ။ဘသူနဲ့စကားပြောနေလဲ။ညသကောင်ကြီးမှာထထိုင်ပြီးတော့စကားပြောနေငါဒီစာမွဲကိုအောင်ကိုအောင်ရမယ်။ဒါတော့ကပြဿနာမရှိသေးဘူး။အမင်းကဘာလို့ဒီလောက်ကြီးခက်နေတာရော။ ငါကြည့်ရတာဒါသုံးကောက်မြောက်ရှိနေဘာလို့မရသေးတာတော့ဆိုရင်တော့တယောက်နဲ့စကားပြောနေတယ်ထင်ပြီးအဖေကလာချောင်းရင်ချောင်းမှာပေါ့နော်ကြည့်လိုက်တဲ့ခါကျတော့ကိုရဲစာအုပ်ရဲ့နှစ်ယောက်တည်းရှိတယ်ဒါပေမဲ့တခါခါကျအဲ့လိုပဲပြောမိတယ်ပြောစရာလူမရှိရင်စာအုပ်ကိုဖြစ်ဖြစ်ပြောတယ်ဘာလို့ဒီစာတရားဒီလောက်ခက်နေမင်းကပဲခက်နိုင်မလားငါကပဲဖတ်နိုင်မလားအဲ့ဒါမျိုးကကိုကိုကိုပြောရတာအခုလဲအဖိုးကြီးကအဲ့လိုပဲပြောတာပြောရင်းကနေပြီးတော့ငါတေးသေးလေးတွေတွေ့လိုက်ဖမ်းမဲ့လို့လိုက်ငါကလွတ်သွားလိုက်နေနောက်ဆုံးတော့ ွတ်သူ့စီမှာ90ရှိတယ်အဲ့90ရှိတော့ဒီ9ရဲ့ဟိုစူးတောင်တို့ဘာလို့ဆိုတာလူမြင်သားပါတယ်ရှက်ကားတွေပါကြီးဝူးတယ်မလားငမန်းကားတွေပါလေအော်ငမန်းကားလာတော့မယ်ဆိုဒရိုက်တာကကျမတို့ကိုအဲ့ငမန်းစူးတောင်လေးပေါ့နော်စူးတောင်လေးကတရရဲ့ကိုယ့်စီကိုပြေးလာနေတာဒါမှမဟုတ်ရင်လည်းနောက်ဘက်ကနေပြီးတော့တရရဲ့ပြေးလာနေတာအဲ့လိုပြေးလာပြီဆိုရင်ကျမတို့ကအောက်ကနေမယိုးမရနဲ့ဟာကောင်မင်းရတာမသိတာနောက်ကမင်းငမန်းလာနေပြီဗျကိုကပြိတ္တကတိတယ် က်ကောင်ကမသိဘူးလေတခါခါကျဆွဲလို့သာဆွဲလိုက်တယ်ဝုံငင်းနဲ့သာဆွဲလိုက်တယ်ဇက်ကောင်ကတခါတည်းတန်းလန်းပါသွားကိုကတော့သိတယ်မချစ်မရဲနဲ့ဟုတ်တယ်မလားအဲ့လိုပြိတက်ကစိတ်ဝင်စားအောင်ဒရိုက်တာတွေကပြတ်တတ်တယ်အခုဒီထဲမှာလည်းအဲ့လိုပဲငါးတကောင်ကိုသူတွေ့သွားတယ်တွေ့တဲ့ခါမှာသူ့ရဲ့မိန်းနဲ့သူရသမျှပထမတော့ဘာလို့တွေ့လဲဆိုတော့ကြိုးလေးနဲ့ချပြီးတော့ကျတော့ပင်လယ်ပြင်ထဲမှာဖြည်းဖြည်းလေးမောင်းနေတာအဲ့တော့သူကအဲ့ကြိုးထဲမှာ စာတင်းငားတွေပါတယ်အဲ့ငားကလည်းသူဝယ်ထားရတဲ့ငားဖန်ထားရတဲ့ငားငားကလည်းတော်တော်ကြီးတယ်အဲ့ငားကိုကိုဘက်ကငားဟပ်လိုက်တာဟပ်ပြီးတော့ကျတော့ဟပ်ပြီးတာနဲ့တပြိုင်တည်းတည်းဒီငမြားကြိတ်ကငားရဲ့ဘဟက်မှာသွားစိုက်ပြီးသွားစိုက်တော့ချက်ချင်းသူခါထုတ်လို့မရတော့ပြေးတာပေါ့နော်အဲ့လိုပြေးတဲ့အခါမှာကိုကငားကိုဆွဲယူပါတာအဲ့တော့ဆွဲယူရတဲ့အခါကျတော့သူကငားပြေးပြီဆိုတာနဲ့တပြိုင်တည်းသူတိလိုက်တယ်ဟာဒီတခါတော့85ရဲ့မြောက်နေ့မှာငါတော့ငားမိပြီအဲ့ငါတော့ငါရပြီဆိုပြီးတော့ ဒါပေမဲ့သူထင်ထားတဲ့ငါအကောင့်တဲ့ဒီငါပိုကြီးတယ်ပိုကြီးတဲ့အခါကျတော့သူကစွဲနေရင်းကနေပြီးတော့သူ့ရဲ့လှေကငါရဲ့နောက်ကိုပါသွားတယ်လှေလေးကတည်တည်လေးငါရဲ့အကြီးကြီးပဲဘလောက်ကြီးသလဲဆိုရင်သူ့လှေတဲ့နှစ်ဆသုံးဆလောက်အပြန်ကြီးတယ်ကြီးတယ်တော်တော်ကြီးကိုကြီးတဲ့လှေငါအဲ့တော့အဲ့ဒီငါကြီးကို तू ကဟာဒီလောက်ကြီးတဲ့ငါကြီးဆိုတော့ဟာငါမင်းကိုတော့ တည်တည်ချာချာဖမ်းမရတော့မယ်။ငါကွာဟိုတငယ်လေးအဲ့တငယ်လေးနာမည်တောင်ကျမမေ့သွားပြီ။မနိုလင်လားပါလားမသိဘူး။အဲ့ကောင်လေးပါလာရင်ကောင်းပါပဲ။တစ်ဖက်ကနေဆွဲဟိုကလည်းတစ်ဖက်ဆွဲခုတော့ငါတယောက်တည်းကိစ္စမရှိပါဘူး။ငါတယောက်တည်းလည်းမင်းကိုမိအောင်ဖမ်းနိုင်ပါတယ်ပေါ့နော်။ပြီးတော့လှေဦးမှာသူကငါ့ကိုဖမ်းသို့တော့ငါကသူ့ကိုပြေးတာမှပြေးရုံနဲ့မကောက်ပတ်ချလဲနေသေးတယ်။အဲ့တော့လှေကငါရဲ့နောက်ကိုလိုက်ပါသွားတာ။တွေးကြည့်လိုက်ရင်ကြောင်မြန်ကြီးနော်။ငါ့ကိုဖမ်းနေတဲ့သူကငါရဲ့နောက်ကနေကတော်ကမျောလိုက်နေရတဲ့အဖြစ် ငါကြီးကကြီးလွန်းတော့အဲ့တော့အဲ့လိုလိုက်ရင်းကနေပြီးတော့ငါကြီးကိုမောအောင်လုပ်မယ်ပေါ့တကယ်တော့ငါကမမောဘူး तू ကမောနေပြီနော် तू ကမောနေပါဆိုသူ့လေကလည်းအပေါက်ပေါက်အပြဲပြဲတွေနဲ့သူ့ရဲ့ရှိတဲ့ဒီလေမှာငါဖမ်းလေမှာလည်းရွက်လေတက်တာကိုအဲ့ရွက်တက်တော့အဲ့ရွက်ကလည်းအပိုင်းပိုင်းအဆအဆအစုပ်အပြဲတွေနဲ့ဆိုတော့လေတိုးလို့ရှိရင်ဘက်လက်ဘက်လက်မီးနေတဲ့အဲ့ဒီဒီငါဒီဒီဒီ ရွက်လှေရွက်လှင့်ထားတဲ့အဝတ်အဲ့ဒီအဝတ်ကလည်းဖာတရားတည်နေလို့ပေါ့နော်ဖာတရားအဆက်တရားနဲ့အဲ့တော့ပုံစံကြည့်လိုက်လို့ရှိရင်သူကငါ့ကိုဖမ်းနေတာနဲ့မတူဘူးသူ့ကိုငါကဖမ်းနေတာနဲ့တူတယ်သူနောက်ကနေပြေးလိုက်ရတာပေါ့အဲ့လိုမောလာတယ်ဒါပေမဲ့လည်း तू ကလည်းဇွဲမလျှော့ဘူးဘလောက်လောက်ကြာသွားလဲညရောက်သွားတယ်ညရောက်လဲ तू ဇွဲမလျှော့ဘူးငါကလည်း သူ့ဘေးနဲ့ဘာလို့ဆိုတော့ तू ကကျိုးကိုဆွဲထားတာကိုဆွဲထားတော့ငါကလွတ်တော့မလွတ်ဘူးဒါပေမဲ့ဖြစ်နိုင်တဲ့လောက်တော့ तू ပြေးနေတော့မယ်အဲ့ဒီငါးကြီးကိုငါနောက်တစ်နေ့ကျရင်ငါဘယ်လိုသေးရပါမလဲပေါ့နော်ငါကြီးသေရင်လဲသေသွားမယ်ပေါ့မသေးရင်လဲငါကျိုးနဲ့ဆွဲရမယ်ဒါပေမဲ့ငါဘယ်လိုလုပ်ရမလဲ तू စဉ်းစားအဲ့လိုစဉ်းစားတဲ့အချိန်မှာကန်ဆိုးခြင်းတော့အဲ့ပတ်ဝန်းကျင်မှာသူနဲ့ငါနဲ့နှစ်ကောင်တည်းရှိတာမှမဟုတ်ပဲနှစ်ယောက်တည်းရှိတာမဟုတ်ဘူးဘေးမှာငမန်းနေရာရှိသေးတယ်ငမန်းငမန်းဆိုဒီမှာငါအချင်းချင်းစားတဲ့အသားစားတော်ဝါးတွေပေါ့နော် အဲ့ငမန်းကလည်း၃လေးကောင်လောက်အုပ်ဖွဲ့ပြီးလာတဲ့အခါကျတော့ငမန်းကသူ့ကိုလည်းရံမှုတယ်နောက်သူ့ရဲ့သူရထားတဲ့ငါးကြီးကိုလည်းရံမှုတယ်ငါးကြီးရထားတဲ့ငါးကြီးမှာကသွေးတန်းသွေးနဲ့ပေါ့သွေးတွေယိုးနေတာကိုမိန်တန်းလန်းနဲ့ဆိုတော့သွေးတွေကယိုးနေရောပထမသွေးကဘဟက်ကသွေးနောက်တစ်ခုကသူဒီဟာကိုမိန်နဲ့သွားပြီးတော့ထုလိုက်တဲ့အတွက်မိန်နဲ့ဒီ level မှာဂုတ်မှာစိုက်နေတဲ့ ခံရအဲ့တော့သွေးနံရရင်ရုပ်ရှင်ထဲမှာကြည့်ဘူးတယ်မလားသွေးနံရရင်ငမန်းတွေကလိုက်လာတယ်အဲ့တော့အဲ့ငမန်း၄၅កောင်ကဝိုင်းပြီးတော့အဲ့ငါးကြီးကိုကိုက်ကြတာကိုက်ကြတော့သူကငမန်းတွေကိုသူကလိုချင်တာငါးလိုချင်တာလေငါးလိုချင်တော့ဒီငမန်းကို၆ထုံးမှရမှာငမန်းတွေကိုသူထွက်သွားငမန်းတွေကလည်းဘယ်ရမလဲဒီလောက်အဖိုးကြီးလောက်ကတော့အသာလေးပေါ့နော်အဲ့တော့လှဲ့ပတ်ပြီးတော့ချောင်းပြီးတော့ဟိုဘက်ကတကိုက်ကိုက်လိုက်ငါးကြီးကဆက်ဆက်ခါသွားလိုက် ယုံလိုက်နာသွားတာကိုငမန်းကြိုက်ပြီဆိုတော့ငါနာသွားတော့ယုံတယ်ယုံလိုက်တဲ့ခါကျသူ့လေးလေးရပါငါကြီးနဲ့တူလိုက်သွားလိုက်သူ့မှာအဲ့ဒီဒီထဲထဲမှာချားလဲလိုက်နာ၃ရက်လောက်၃ညလောက်ကြာသွားပြီးတော့နောက်ဆုံးသူလဲခြေကုန်လက်ပန်းကျကျိုးနဲ့ဆွဲရလွန်းလို့လဲသူ့ရဲ့လက်တွေကပွန်သွေးတွေတန်းတွေထွက်သူအလဲလဲပြိုပြိုဖြစ်လို့ခေါင်းတွေဘာတွေကလဲဒီအောက်မှာဒဏ်ရာတွေနဲ့ရဒါပေမဲ့သူကလဲဆွဲမလျှော့ဘူးငါကြီးကလဲဆွဲမလျှော့ဘူးနောက်ဆုံးကျတော့ငမန်းနေရလဲအဲ့ဒီငါကြီးကိုညတကောင် သူမှီးနဲ့အိတ်လိုက်တဲ့အချိန်မှာငမန်းကလာဆွဲသွားလိုက်။တစ်ခါသူပြန်ထပြီးတော့ငမန်းတွေကိုလှော်တက်နေ။နောက်ဆုံးအဲ့လှော်တက်ကလေသူ့မှာရှိနေတဲ့တချောင်းနဲ့သောလှော်တက်အဲ့တချောင်းနဲ့သောလှော်တက်တောင်မှပါသွားတယ်။ပါသွားတော့သူဘာမှလုပ်လို့မရတော့ပေါ့နော်။ဘာနဲ့ပဲရမလဲလက်နဲ့ပဲရက်ရင်ရက်ရမှာပေါ့နော်။အဲ့တော့အဲ့လိုနီးနဲ့နောက်ဆုံးမှဘာဖြစ်သွားလဲနောက်ဆုံးမှရှိသမျှငါးကြီးငါးကြီးလည်းတည်သွားတာပေါ့နော်ရှိသမျှငါးရဲ့အသားတွေအကုန်လုံး ငမန်းနေရအကုန်လုံးစားလိုက်တဲ့အခါမှာတပြည့်သွားတပြည့်ပြည့်နဲ့ငါးရက်သေးသွားတဲ့ခါကျသူဆွဲရတာပိုလွယ်တာပေါ့နော်ပိုလွယ်တော့ငါးကြီးကမပြေးတော့တဲ့အတွက်ငါ့ကိုသူဆွဲလာရင်းနဲ့ကန်းဆက်စီကိုတော့သူတပြည့်ပြည့်နဲ့လာနေပြီဟိုးအဝေးကြီးကနေကန်းဆက်စီကိုလာတော့လဲငမန်းနေရနောက်ကနေလာလိုက်သူခြောက်ထုတ်လိုက်ထွက်ပြေးလိုက်ပြန်လာလိုက်နဲ့နောက်ဆုံးတော့ကန်းဆက်နာကိုသူရောက်လာပြီရောက်လာတဲ့အခါမှာငါးကြီးကိုကြည့်လိုက်တော့ငါးကြီးကတော့ကျိုးတန်လန်းကြီးနဲ့တော့ပါလာပါရဲ့မိန်တန်လန်းကြီးနဲ့ပါလာပါရဲ့ ဒါပေမဲ့လည်းငါမှအသားမရှိတော့ဘူးရှိသမျှအသားတွေအကုန်လုံးကငမန်းစားပြီးသွားပြီအဲသူ့မှာဘာပဲရတော့လဲအယိုးကြီးပဲရတော့တယ်ဒါပေမဲ့အဲ့ဒီအယိုးကြီးကိုပဲသူကပြန်တဲလာတယ်သူ့တကိုယ်လုံးလည်းဒဏ်ရာတန်ချက်တင်နဲ့သူရောက်လာတယ်ရောက်လာပြီးတော့အဲ့ကျိုးကကလေမှာကျိုးချီထားတာကိုအဲ့ဒီအယိုးကြီးနဲ့ပဲဒီယိုးကြီးကိုသူဘာလို့ရမှာလဲသူလိုချင်တာငားတဲ့အသားတွေဒီအသားတွေကိုတော့ငါမြို့တက်ပြီးရောင်းလိုက်မယ်ပြီးရင်တော့စားသိပ်ထားမယ်ဒါမှမဟုတ်စားတင်းပေါ့စားတင်းစားငားတက်တာပေါ့နော် အဲ့လိုစီတွတ်ဘူးလုံးမယ်ရောင်းလိုက်ရရင်တော့ငါ့မှာပတ်စံနေအများကြီးရမှာပဲဆိုတဲ့စိတ်နဲ့လာခဲ့တော့လဲပဲနောက်ဆုံးမှာဘလောက်ထိ84ရက်တည်းအောင်သူမရခဲ့တဲ့ငါ85ရက်မှာရတော့လေနောက်3ရက်ကြာလို့ပြန်လာတဲ့ခါမှာငါသည်အယိုးအခွန်တက်တက်ရှိတော့တယ်ဒါပေမဲ့သူအဲ့ဒါကြီးကိုပဲသူစိတ်သက်မကြဘဲနဲ့ဒီတိုင်းပဲတည်လာတယ်အိမ်နားရောက်တော့သူမမနိုင်ဘူးဒီအယိုးကြီးတောင်သူမမနိုင်ဘူးအဲ့တော့လူတွေကိုသူခေါ်ရမယ် ဒါပေမဲ့လူတွေကသူ့ကိုဟာတာလောက်ကြမယ်ဟာခမညာငါသွားဖမ်းတာဆိုငါယိုကြီးဖမ်းလာတာပါလားလို့ဒါပေမဲ့ तू အဲ့ဒါကိုလည်း तू စိတ်မပြက်ဘူးပင်ပန်းလွန်းလို့ငါယူထားခဲ့ပြီးတော့ကဲပါလေဘာပဲဖြစ်နောက်ဆုံးတော့ငါငါးကြီးကိုဒီအိမ်တော့အယိုးကြီးပဲတော့ငါတည်လာနိုင်သေးတယ်ဆိုတရွေ့ရွေ့နဲ့သွားပြီးသူ့ရဲ့တဲဘော်ကိုရောက်တဲဘော်ရောက်တဲ့အခါခေါင်းနဲ့ခေါင်းနဲ့ထိလိုက်တာနဲ့တပြက်နဲ့တခါတည်းသူအိပ်ပျော်သွားတယ်တညာလုံးပေါ့ နောက်ဒီနေ့မနေ့မိုးလင်းတဲ့အခါကျတော့ရွာသူရွာသားတွေကသူ့နားမှာလာကြတယ်။နောက်ဆက်သွားလူငယ်လေးကလည်းသူ့နားမှာလာပြီ။ဘာညတော့ငါအကြီးကြီးမိခဲ့တာဆိုအတူထထိုင်ကြတယ်ထထိုင်ပြီးလူတွေကလည်းအဲ့မှာရွာသူရွာသားတွေကလုံးဝစိတ်ဝင်စားသွားပြီးတော့အဘမိလာတဲ့ငါးကြီးဆိုပြီးတော့သွားကြည့်တော့အယိုးကြီးပေါ့ဒါပေမဲ့အဲ့ဒီအယိုးကြီးကိုပဲသူကတိုင်းကြည့်ကြတာတိုင်းကြည့်ကြတဲ့ခါကျသူ့လှေရဲ့၃ဆလောက်ရှိနေတာဟုတ်အော်အလုံးပေါင်းလိုက်တဲ့ခါကျကျမမှတ်မိသလောက်ဆိုရင်ပေ20လောက်ရှိမှာပေါ့နော်အဲ့တော့ငါအကြီးကြီး အဲ့တော့အဲ့လောက်လောက်ငါအကြီးကြီးကိုဘလောက်ကြီးကိုဒီအဖိုးကြီးတယောက်ခဲဘလို့နီးနေများဒီကိုအရောက်ပဲလာပါလေအမှသတင်းစာတွေကနေသူ့ကိုဟိုဒီဒီသတင်းမီဒီယာတွေလည်းရောက်လာကြတာပေါ့နော်ရောက်လာပြီးတော့အမှလက်ဖက်ရည်ဆိုင်မှာလည်းသူ့အကြောင်းပြောနေကြတယ်အဲ့ဒီချိန်မှာအဖိုးကြီးကတော့အိတ်ပြောနေတယ်ငါကြီးကိုသူမိလာခဲ့ပြီဒါပေမဲ့သူ့အိတ်မဲ့ထဲမှာသူပါနေမဲ့နေလဲဆိုတော့သူငယ်ဘဝတုန်းက နေရောင်တောက်တောက်အောက်မှာသူဆော့ပြေးကစားတဲ့အချိန်လေးတွေကိုသူတတိယပြီးတော့အောက်မေ့တန်းတနေတယ်။ဇလန်းလေးကအဲ့ဒါပဲ။ဇလန်းမှဆိုရင်ဒါဟာအောင်မြင်မှုလို့ပြောမလား၊ဆုံးရှုံးမှုလို့ပြောမလား။အောင်မြင်မှုလို့ပြောမယ်။ဒါမဲ့ဆုံးရှုံးမှုလို့လည်းပြောလို့ရနိုင်တယ်။သူလိုချင်တာငါအရှင်သို့မဟုတ်ငါအသားရခဲ့တာကငါအယိုးကြီး။ငါအယိုးကြီးကိုသူဘာလုပ်လို့ရမှာလဲ။ဒါပေမဲ့ငါအယိုးကြီးပဲဖြစ်ဖြစ်သူရခဲ့တယ်။ ဘယ်ချိန်မှရတာလဲ84ရက်မြောက်ကြာဆုံးပြီးကမှ85ရက်မြောက်မှာရခဲ့တယ်ရတော့လေရပြီဆိုပြီးတော့အောင်မြင်လို့မရသေးဘူးသူ့မှာအခက်အခဲပေါင်းများစွာနေအဲ့တော့ကျမဒါလေးကိုဖတ်ပြီးတော့ကိုယ်စိတ်ထဲထဲမှာကိုယ့်အကူပြန်ပြန်ပြီးတော့အောင်မေ့စင်ကြင်မိတယ်ဩကျမမှာလေ84ရက်လုံးလုံးမရတဲ့ငားတွေလိုချင်တာတွေပေါ့နော် ီးစေဥစ္စာပါခြင်းပါမယ်ပညာပါခြင်းပါမယ်ဂုံတိတ်ခါပါခြင်းပါမယ်ဒါတို့ဆိုရင်တော့ပညာပေါ့နော်အဲ့ဒါတွေကိုတစ်ခါတစ်ခါကြတော့မလွတ်အပ်ဖဲနဲ့စွန့်လွတ်လိုက်ရတာမျိုးမထင်မှတ်ဖဲနဲ့စွန့်လွတ်လိုက်ရတာမျိုးရှိတယ်ဒါပေမဲ့84ရက်မြောက်မှာ तू စွန့်လွတ်လိုက်လို့ရှိရင်85ကိုမရှိလာဘူးဆိုရင်သူ့ဘဝမှာဒီ9ကြီးလည်းရမှာမဟုတ်ဘူးအဲ့တော့ကျမတို့ဒီမတင်မချင်းလုတ်ဆရာရှိတဲ့အလုပ်ကိုလုတ်ကိုလုတ်ရမယ်ဆိုတဲ့အမြင်ဩလောကကြီးမှာ ငါရဲဆိုးတဲ့ဘဝတွေရှိပါလားအဖိုးကြီးကိုကြည့်ငါမှတစ်ခါတစ်ခါငါအသားတက်ကလေးပါလေငါဘဝမှာရသေးတယ်ဒီဖိုးကြီးဆိုငါအသားတက်တောင်မရဘူးဒါပေမဲ့ तू လုတ်ဆက်ရှိတာကိုလုတ်တယ်ဆိုတဲ့စိတ်အဲ့လိုမျိုးအတိရအောင်ကျမတို့ကအဲ့ဒီစာတွေကိုအဲ့ဒီလိုဖတ်ရတယ်အဲ့လိုဖတ်တဲ့ခါကျမှကျမတို့ဘဝနေနီးနေသားထိုင်းသားရှိတာမဟုတ်လို့ရှိရင်နေသားထိုင်းသားမရှိဘူးလောကကြီးမှာသားတို့သမီးတို့ဒီအများကြီးကြုံရအောင်မှာ ကောင်းတာတွေလည်းကြုံရမှာဒီကြားထဲမှာကန်ဆိုးရင်စိုးတာလေးတွေကြားညှက်တတ်တယ်ဘာလို့လဲဆိုတော့လောကကြီးမှာအဆိုးနဲ့အကောင်းဆိုတာအတူတူတွန်တွဲနေကြတာအဲ့တော့အကောင်းကိုရတဲ့အချိန်မှာကိုကိုကိုထိနှံရမယ်အဆိုးကိုရတဲ့အချိန်မှာလည်းအဲ့အဆိုးကနေပြန်ယုံထွက်ပြီးတော့စိတ်ဓာတ်မကြဘူးလို့တယ်အဲ့လိုနီးနဲ့ကျမတို့ကစာအုပ်တွေအများကြီးဖတ်ပြီးတော့ကိုကိုကိုအမွေးရပါတယ်